ောက်ဆုံးတစ်ယောက်နဲ့မင်္ဂလာဆောင်ကန်ဒီအချိန်ရတီတော့တတိယကြောင်ပြောလာခဲ့တဲ့အပြင်တွဲလာခဲ့တဲ့၄နှစ်တာကာလအတွင်းမိန်းကလေးပေါင်းအယောက်90လောက်နဲ့ဖောက်ပြန်ခဲ့ပြီးခြေပါလက်ပါလဲလှုပ်တက်တဲ့ထုံးလုံးသူရွှေမန်းကိုသူမဘက်ကနေစပြီးလမ်းခွဲခဲ့တာပါလို့ပြောလာခဲ့တဲ့တရုတ်ဆောင်တန်တာမိုးသိန်း မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်းကလူပညာရှင်တွေတတော်များများတက်ရောက်ခဲ့ပြီးတော့ဘဝလက်တွဲပေါ်ကိုဂုံတည်ရှိဆရာဝန်မလေးကိုသိမ့်ပိုင်နိုင်ခဲ့တဲ့အတွက်ဂုံယူမဆုံးဖြစ်နေခဲ့တဲ့ထုံးလုံးသူရွှေမန်းခေါ်ဝေမင်းမောင်ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးပရိသတ်တွေအားလုံးသိရှိပေးသားဖြစ်မယ်လို့ထင်ပါတယ် အနုပညာလောကမှာမိသားမင်းသမီးတတော်များများကသူ့ကိုမလွန်ဆန်ရဲလောက်အောင်အားနာရှိသူတယောက်ဖြစ်တဲ့ထုံးလုံးသူရွှေမန်းခေါ်ဝင်းမင်းမောင်ကတော့ပြီးခဲ့တဲ့ရပိုင်ရက်တွင်းကစီကန်းပိုင်ရှင်ဒေါက်တာမာလီနဲ့လူသိရှင်ကြားတရားဝင်လက်ထပ်သွားခဲ့တာပဲဖြစ်ပါတယ်။ထုံးလုံးသူရွှေမန်းခေါ်ဝင်းမင်းမောင်ဟာအနုပညာလောကကတက်သစ်ဆမင်းသမီးတတော်များများနဲ့တွဲခဲ့ဘူးသလိုမင်းသမီးတတော်များများကိုခြေတော်တင်ခဲ့ဘူးသူဖြစ်တယ်လို့လည်းအနုပညာအတိုင်းဝိုင်းနဲ့နှိစက်သူတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ ထိုအထက်ကမှတရုတ်ဆောင်တန်တာမိုးတိန်ကလည်းတရောက်အပါဝင်ဖြစ်ခဲ့ပြီးတန်တာမိုးတိန်ဟာရွှေမန်းနဲ့လေးတင့်တာကာလာအထိတွဲခဲ့သူတရောက်ဖြစ်ပြီးထုံးလုံးသူရွှေမန်းဟာသူမနဲ့တွဲနေခြင်းတရှောင်းမှလည်းမိန်းကလေးတတော်များများနဲ့ဖောက်ပြန်ခဲ့တယ်လို့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်ထုံးလုံးသူရှင်မန်းဟာနမဲကျော်မင်းသမီးတွေထဲကတရုတ်ဆောင်အေးဝေးရီတောင်အေးမြတ်သူတန်တာမိုးသိန်းတို့နဲ့လူပြောအများဆုံးတွဲခဲ့တာဖြစ်ပြီးမအီးတောင်နဲ့တန်တာမိုးသိန်းအပေါ်မှာတော်တော်ကိုချစ်ခဲ့တယ်လို့လည်းပြောဆိုနေကြပါတယ်။ ထိုအပ်သေးကမှတယောက်ဆောင်တန်တာမိုးသိန်းကသူမနဲ့ထုတ်လုပ်သူရွှေမန်းတို့ဟာလင်းနစ်တာချစ်သူတွေဖြစ်ခဲ့ကြတာမှန်ကန်ကြောင်းဝန်ခံလိုက်တာပဲဖြစ်ပါတယ်ထုတ်လုပ်သူရှီမန်းဟာသူမနဲ့တွဲနေခဲ့တဲ့လေးနှစ်တာကာလအတွင်းနောက်ဆုံးအချိန်ထိဖောက်ပြန်ခဲ့တာဖြစ်ပြီးသူမဘက်ကစပြီးတော့လမ်းခွဲခဲ့တယ်လို့တောင်ဆိုလာခဲ့ပါတယ်။ ဒါအပြင်ရွှေမန်းကမင်္ဂလာမဆောင်ခင်အချိန်ရက်ထိသူမကိုဖုန်းနဲ့ခေါ်နေခဲ့ပြီးသူမကတဖက်မင်းကလေးကိုအားနာလို့ဖုန်းတော့မကင်ခဲ့တဲ့အကြောင်းအခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်။တန်တာမိုးသိန်းကအချိန်တန်ရင်ဘသူပါလောက်ခဲ့တယ်ဆိုတာပြောစရာမလိုအောင်ပေါ်လာတာပါပဲ။တခွန်းတမီတောင်ကိုကိုလောက်ခဲ့တာတွေမပြောပြပြစ်ခဲ့ဘူး။စတွဲကလေးကဖောက်ပြန်ခဲ့တာအယောက်60နီးပါးရှိပါတယ်။အနုပညာလောကတွေကတက်တဲ့စာတွေအပြင်ကဇယားတွေ နောက်ဆုံးကျမတခါမိရင်ဘသူကိုအရင်စသွားပြောရမလဲတော့စဉ်းစားမရခဲ့ဘူးပတ်ပင်းမိသွားရင်အဆက်ခွဲတာလားဆိုပြီးခြေပါလက်ပါနဲ့လမ်းလေကောင်းတော်မှစောင့်တွန်းခဲ့တာတွေ၃နှစ်အထိကျမစိတ်တွေဟာထိန်းနိုင်ခဲ့ပါသေးတယ်လူပဲမှားတတ်ပါတယ်ဆိုပြီး၄နှစ်တာမှအကုန်ခွင့်လွှတ်ပေးခဲ့တာပါစိရင်စိတ်ထားကောင်းရှာတယ်ငါအပေါ်မှာစေတနာရှိရှာတယ်အဲ့ဒါနဲ့ပဲအကုန်လုံးကိုပြီးဆုံးပေးခဲ့တာပါ stress တွေများလွန်းလို့လူယုတ်တာမထွက်တဲ့အထိပါပဲ အဲ့ဒီစိတ်တရားတွေဟာအခုထိကုလို့မပြောက်သေးပါဘူးနောက်ဆုံးအချိန်ထိလည်းဖောက်ပြန်နေကြတာပါပဲမိတ်ဆက်ပေးလို့ဖူးစာအစစ်ဆိုပြီးပြောရတဲ့သူတွေလည်းအံ့ဩလို့မဆုံးပါဘူးအတူတူသွားလာတောက်စားနေတဲ့သူတွေလည်းအာမနာဘူးလားမသိပါဘူးပြီးတော့ကိုယ်တိုင်မဲမဖြစ်နိုင်တော့မှသိလို့ထားခဲ့တာပါ ကိုဘဝမှာကိုကိုထားခဲ့တယ်ဆိုတဲ့တမိုင်းမရှိပါဘူး။သူ့ဘဝလေးကောင်းမွန်ပါစေဆိုတဲ့စိတ်နဲ့ဒီနေ့ထိနေပေးခဲ့တာကာယကံရှင်အတိဆုံးပါ။ မင်္ဂလာမဆောင်ခင်အချိန်ထိဖုန်းဆက်ခဲ့တာတော့မကင်ခဲ့ပဲတဖက်မိန်းကလေးကိုစာနာပေးခဲ့တာပါသူသူကိုကိုကိုယူမဲ့ယောက်ျားမနဲ့အချိန်မတော်ရီစာဟောင်းစီဖုန်းဆက်နေတာပြန်သိရင်ဘယ်စိတ်နဲ့နေပါမလဲအခုတက်နေတဲ့သတင်းတွေကိုလည်းတခုပဲရှင်းပြခြင်းပါလေတန်တာမိုးသိန်းကထားခဲ့လို့ပဲနေခဲ့ရမှာပါကိုကထားခဲ့လို့လေကိုကိုစိတ်နာတယ်လို့ပြောသွားပါတယ်အားလုံးကစာရီပို့ပြီးအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် ဒီတခါတော့အုံနောက်သုံးခဲ့တာကျမမို့လို့ပါတသက်လုံးဒူးနဲ့မျက်ရည်တော့မတုတ်ချင်ဘူးရှင်ဗီဇဆိုတာပါလာရင်တသက်လုံးပဲမို့ပြင်လို့ရမှာမဟုတ်ပါဘူးဟုဆိုကတန်တာမိုးသိန်းကဒီမရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောဆိုထားတာပဲဖြစ်ပါတယ်